မန်တက်တွေဖြတ်သိမ်းပြီးတော့တိတ်တဆိတ်သာကျင်းပသွားဖို့ရှိတဲ့မြန်မာယူရာတကြံပွဲတော့အားလုံးပဲမင်္ဂလာပါမြန်မာနိုင်ငံမှာမလ28ရက်က Raiders ကို7 by 7ဆေးရှိငလင်းလုတ်ခတ်ပြီးတော့မန်လီစကိုင်းနေပြီးတော့ဘကိုမကွေရှမ်းရှိမြောက်တို့မှာတိတ်ဆုံးထိခိုက်ပျက်စီးမှုအလွန်များခဲ့ပြီးလက်ရှိချိန်ထိပြိုကျစာအုပ်တွေတဲ့ပေးမိနေသူများစွာရှိနေဆဲဖြစ်ပါတယ်ငလင်းကြောင့်တိတ်ဆုံးသူ 3600ဦးရှိပြီးတော့ဒဏ်ရာရရှိသူ9000ကျော်ရှိကပျောက်ဆုံးသူ160ဦးရှိတယ်လို့လည်းအေမီလာ9ရက်က ထုတ်ပြန်ချက်တရသိရပါပြီဒီတွေ့လေးနိုင်ငံတော်စစ်ဝန်ထမ်းချင်းထိမ့်မဲ့9ရက်တက်မဲ့ပြီးတော့ဝန်ထမ်းကြောင်ပြသခဲ့ကြပါပြီလက်ရှိချိန်အားဆိုရင်တော့မြန်မာနိုင်ငံရဲ့ရိုးရာဝန်ထမ်းတခုဖြစ်တဲ့ဒဇန်ပွဲတော်ကျင်းပဖို့အတွက်နှီးကပ်နေတဲ့ချိန်လေးဖြစ်ပါပြီဒဇန်ဆိုတာကမြန်မာနိုင်ငံတဝင်းလုံးမှာကလေးလူကြီးမျိုးရေးပြောကြားတဲ့ပွဲတစ်ပွဲလေးဖြစ်ပါပြီ ဒါပေမဲ့အခုလိုသဘာဝဘေးအန္တရာယ်ဆိုကြည့်ရင်ဆိုင်လာချိန်မှာဆိုရင်တော့ဘေးကင်းကြသူတွေကလည်းတစံပွဲတော်ကိုကျင်းပဖို့အတွက်ဆန္ဒမရှိကြတော့ပါဘူး။မြို့ကြီးတွေမှာဆိုရင်မလနောက်ဆုံးပတ်လောက်ကလေးကတစံမန်တက်တွေဆောက်လုပ်နေကြပြီလေဖြစ်ပါရည်။ငလင်းဘေးကြီးဖြစ်လာပြီးတော့နောက်မှာတစံအတွက်သက်ဆိုင်ရာကဘလို့စီစဉ်မလဲဆိုတာကိုတနိုင်ငံလုံးကပြည်သူတွေကလည်းစိတ်ဝင်စားလာကြပါရည်။ငလင်းဘေးဖြစ်ပြီးအေဘီလာ9ရက်နေ့ထိလေတစံမန်တိုင်းဆက်လက်ဆောက်လုပ်တာတွေလည်းရှိနေကြတာကြောင့်လေဝေဖန်မှုတွေမြင့်တက်ခဲ့ပါသေးတယ်။ လက်ရှိမှာဆိုရင်တော့မြို့ကြီးတွေမှာစောလင်းစတကြံမတ်တက်တွေကိုစတင်ဖြတ်သိမ်းလာပြီဖြစ်ပါတယ်။ရေကုံမြို့မှာဆိုရင်လေမြို့တော်ခမ်းမရှိကတကြံမတ်တက်ကိုစတင်ဖြတ်သိမ်းနေတာကိုလည်းမြင်တွေ့ရပါတယ်။ယခုနေ့ရန်ကုန်မြို့တော်ဝန်မန်တန်နဲ့လမ်းလျှောက်တကြံကျေးပါမေးစီစဉ်တွေကိုငလေးပေးကြောင့်ဖြတ်သိမ်းလိုက်ရတဲ့ကြောင့်ရန်ကုန်မြို့တော်စီမင်းတရားရေးကော်မတီ YCDC ကဒုတိယညွန်ကြားရေးမှူးဦးလာမင်းကပြောသွားခဲ့ပါရီမြမရွေရတကြံပွဲတော်ကိုတော့ပျော်ပွဲရှင်ပွဲမပါဘဲနဲ့တိတိစိတ်သာကျင်းပသွားမယ်လို့လည်းသက်ဆိုင်ရာဌာနက ထုတ်ပြန်ထားခဲ့ပါရီ မြို့တော်ဝန်မန်တက်တွေမြို့ကြီးတွေမှာဖျက်သိမ်းနေကြပါမယ်လေမြို့နယ်အလိုက်မန်တက်တွေကျင်းပသွားမလားဆိုတာကတော့မသိရသေးပါဘူးမြို့နယ်လိုက်မန်တက်တွေရှိမလားဆိုတာကတော့အုပ်ချုပ်ရေးဌာနတွေပေါ်မှာမူတည်ရလို့လည်းသိရပါတယ်မြန်မာနိုင်ငံမှာရှိတဲ့ထိုင်းတန်ယုံကလည်းယခုနှစ်တန်ယုံမှာကျင်းပနေကြဖြစ်တဲ့ဆွန်ဂရန်ပွဲတော်ကိုလည်းဖျက်သိမ်းချောင်းကျင်းပသွားခဲ့ပါသေးတယ် မြန်မာနိုင်ငံရဲ့အင်းနီးချင်းနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံဘန်ကောက်မြို့မှာလည်းငလင်တန်းခန်းစားခဲ့ရပါတယ်။ဘန်ကောက်မြို့ကဆောက်လက်ဆဆောက်ဦးပြိုကျမှုကြောင့်မြန်မာရွှေပြောင်းလူသားတွေပါဝင်အများအပြားလည်းအသက်ဆုံးရှုံးခဲ့ရပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံနဲ့ရှင်မေဆိုရင်တော့ထိုင်းနိုင်ငံမှာငလင်တန်းခန်းစားရမှုကတော်တော်လေးနေပါတယ်။ထိုင်းတန်ရုံမှာစင်ပါနေကြဆုံခရံပွဲတော်ကိုဖျက်သိမ်းခဲ့ပေမဲ့လေထိုင်းနိုင်ငံမှာဆုံခရံပွဲတော်ကိုပုံမှန်အတိုင်းကျင်းပသွားမယ်လို့သိရပါတယ်။ အာမေနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတိုင်းလေးကိုစိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော် ပြည်သက်တရားချင်းစီတိုင်းလည်းယခုကြုံတွေ့နေရတယ်။တဘာဝ BNG မှာအမြင်ဆုံးကင်းလို့ပြီးတော့တာယာပျော်ရှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့ကျမတို့ရဲ့ပေလေးကနေပြီးတော့စူတောင်းမြတာစကားလေးပို့သားရင်းနေပြီ။ဒီနေ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တရားချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါကြောင်းနဲ့ကျမတို့ရဲ့ပေလေးကိုလည်း like and follow လုပ်ခဲ့ပေးဖို့မမေ့ပါနဲ့လို့မှာရင်းနေပဲဒီနေ့ဗီဒီယိုလေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။